မန်နွေခရိုနီကယ်အော်တိုဘာ30မြင်ကွင်း TNL စုခွာခြင်းပြည်သူ့ကာကွယ်တပ်တွေရဲ့ခန်းစစ်ဗျူဟာအော်တိုဘာလ29 28ကုမင်းဆွေးနွေးပွဲသဘောတူညီချက်အရတန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့အနာသိန်းစစ်တပ်အကြားတပ်တွေရောက်ရှိတဲ့နေရာမှာရက်ပြီးမိုးကုန်းနဲ့မုံမိတ်မြို့တွေကိုတော့ပြန်ပေးအပ်ရမယ့်အနေအထားရောက်ရှိလာခဲ့ပါတယ်။ဒီမျိုးနှမျိုးကနေ TNL စုခွာရုံပဲလားသို့မဟုတ်လာရှိုးမြို့လိုလွှဲပြောင်းပေးရမှာလားဆိုတဲ့အသေးစိတ်သဘောတူညီမှုတွေရှင်းရှင်းလင်းလင်းမသိရသေးသည့်တိုင် TNL နဲ့တွဲပြီးတိုက်ခိုက်ခဲ့တဲ့ပြည်သူ့ကာကွယ်တပ်မတော်လက်နက်ကိုင်အဖွဲ့တွေကတော့၎င်းတို့ဆက်လက်နေရယူပြီးမြို့ကိုကာကွယ်မယ်လို့ထုတ်ပြန်ကြေညာလိုက်ပါတယ်။မိုးကုတ်မြို့နဲ့ပတ်သက်လို့မိုးကုတ်ပြူဟာကထုတ်ပြန်ကြေညာထားပြီးမိုးမိတ်မြို့အနေထားတော့ရှင်းရှင်းလင်းလင်းမသိနိုင်သေးပါဘူး။လာရှုမြို့ကနေ MNDAA ပြန်လဲဆုတ်ခွာခဲ့စဉ်ကတော့အင်းနီချင်းတရုတ်နိုင်ငံကအပြည့်ရသဘောတူညီမှုကိုစောင့်ကြည့်တဲ့တပ်သေးအဖွဲ့အစည်းဖြစ်ရှိခဲ့ပြီးလာရှုမြို့ထဲစစ်ကောင်စီတပ်တွေဝင်လာနိုင်ဖို့လမ်းကြောင်းတွေလုံခြုံရေးတွေကို MNDA အနေနဲ့တာဝန်ယူခဲ့ရတဲ့တာတကရှိခဲ့ပြီးအခုမိုးကုန်းနဲ့မုံမိတ်မြို့တွေပြန်လည်လွှဲအပ်မယ်လို့သဘောတူညီမှုမှာတော့ TNL တက်တွေအနေနဲ့အလားတူလှုပ်ဆောင်မှလားသို့မဟုတ်၎င်းတို့စုခွာယုံစုခွာသွားမှလားဆိုတာရှင်းရှင်းလင်းလင်းမသိကြရသေးတဲ့အနေအထားဖြစ်ပါတယ်။မိုးကုန်းမြို့နဲ့ဆက်သွယ်ထားတဲ့လမ်းကြောင်းနှစ်ခုဖြစ်တဲ့ကြောင်မဲမိုးကုတ်လမ်းနဲ့တပည့်ချင်းမိုးကုတ်လမ်းနှစ်သွယ်ကနေအနာသိန်းစစ်တပ်စစ်ကြောင်းတွေကချင်းကပ်နိုင်ခြေရှိနေတာလည်းဖြစ်ပါတယ်။ စင်ကူးအထက်ဘက်မန္တလေးမြကြီးနားလမ်းပေါ်ကမိုးကုတ်သွားတဲ့လမ်းခွဲဖြစ်တဲ့ဖော့တော်လမ်းဆောင်ကိုမကြသေးခင်တရင်ဘက်ကအာနာသိန်းစစ်တပ်တွေကသိမ်းယူခဲ့တယ်လို့မကြခင်လပိုင်းကသိမ်းယူထားတဲ့ကြောင်မဲမျိုးကနေမိုးကုတ်သွားကားလမ်းအတိုင်းလာနိုင်ခြင်းရှိနေတာဖြစ်ပါတယ်။အာနာသိန်းစစ်တပ်အနေနဲ့အဆိုပါလမ်းကြောင်းတွေအတိုင်းခြေတက်ခဲ့ရင် TNL နဲ့အပြစ်ရက်ထားတာမို့တိုက်ပွဲဖြစ်ချင်းဖြစ်ရင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့သာတိုက်ခိုက်မှုဖြစ်ပွားမဲ့အနေထားလို့ဆိုနိုင်ပါတယ်။ ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေထက်တိုက်ခိုက်ရေးအတွေ့အကြုံရှိပြီးလက်နက်ခဲယမ်းအင်အားလဲပုံမတောင်တင်းတယ်လို့ဆိုနိုင်တဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့ TNL မှာပါပဲပြည်သူ့ကာကွယ်တပ်ဖွဲ့တွေအနေနဲ့စစ်တပ်ရဲ့ထိုးစစ်ကိုခံနိုင်ရင်ရှိပါမလားဆိုတဲ့မေးခွန်းလဲပေါ်ထွက်လာနေတာဖြစ်ပါတယ်မြို့သားညီညွတ်ရေးအစိုးရကာကွယ်ဝန်ကြီးဌာနအမိန်ပေးကွက်ကဲမှုအောင်ငိုကပြူဟာအနေနဲ့မြို့ကိုဒီတိုင်းလက်လွတ်ဆုံးရှုံးခံမလားခုခံတိုက်ခိုက်မလားဆိုတဲ့ဂုံးတိုက်ခါပိုင်းနဲ့ဆက်နွယ်တဲ့မေးခွန်းမျိုးအမေးခံနေရတဲ့သဘောဖြစ်ပြီး ဆိုပါရှုထောင့်ရဆိုရှုံးနိုင်ခြေရှိတယ်လို့မှန်းဆချက်ဖြစ်နိုင်ခြေရှိသည့်တိုင်ခုခံတိုက်ခတ်ရတော့မယ့်အနေအထားဖြစ်ပါတယ်ဒါကနိုင်ငံရေးရှုထောင့်ဂုံတိုက်ခါရှုထောင့်ကစဉ်းစားချင်းကတ်တဲ့အနေအထားဖြစ်ပါတယ်နောက်ရှုထောင့်တစ်ခုကတော့စီရေးအမြင်တက်တက်နဲ့သုံးသက်ကြည့်မယ်ဆိုရင်အနိုင်ရခြင်းနဲ့တာသို့မဟုတ်မနိုင်တဲ့တိုက်ပွဲကိုလက်နက်လူအင်အားအဆုံးရှုံးခံပြီးမတိုက်သင့်ဘူးဆိုတဲ့အမြင်ဖြစ်ပါတယ် ဒီတိုက်ပွဲဒီမျိုးကိုခုခံကာကွယ်မဲ့တိုက်ပွဲကစစ်ရေးလှုပ်ရှားမှုစစ်ရေးမဟာဗျူဟာအရာအလွန်ရေးပါတဲ့နေရာဖြစ်သလားဆိုတာလဲထည့်သွင်းစဉ်းစားရမယ့်အနေအထားဖြစ်ပါတယ်။မိုးကုံမြို့ဟာကြောက်မြက်ထွက်ရှိတာကြောင့်ဝင်ငွေအဖြစ်ပမာဏတစ်ခုထိအရေးပါတာမှန်တော်လဲမိုးကုံမြို့ကိုလာပိုင်းထိ ंछ ုတ်ထားနိုင်ရုံထက်နှစ်နဲ့ချီထိ ंछ ုတ်ထားနိုင်တဲ့အနေအထားမျိုးမှာတင်းဇာတကဝင်ငွေရရှိနိုင်မဲ့သဘောလဲဖြစ်ပါတယ်။ရန်သူအနေနဲ့ရှမ်းမြောက်ဒေသမှာတိုင်းသားလက်နက်ကိုင်းနှစ်ဖွဲ့နဲ့အပြစ်ရထားတာကြောင့် ခြားရင်ဆိုင်စရာလက်နက်ကိုင်အဖွဲ့တစ်ခွဲမှမရှိတဲ့အနေအထားဖြစ်ပြီးမိုးကုတ်မိုးမိတ်ကိုရှိတဲ့အင်အားနဲ့စုစည်းပြီးအသာစီးနဲ့ထိုးစစ်ဆင်နိုင်တဲ့သဘောလည်းဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ခန်းစင်းနဲ့ခုခံရမယ့်အနေအထားမျိုးကစစ်ရေးအရအားသာချက်ရှိမနေတဲ့သဘောဖြစ်ပါတယ်။မိုးကုတ်မိုးမိတ်ကိုအဆုံးတိုင် ခုခံတိုက်ခိုက်မလား။သို့မဟုတ်အကန့်အသတ်အခြေအနေတစ်ခုအထိတိုက်ခိုက်တာမျိုးလုပ်ဆောင်မလားဆိုတာတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအဖက်ဖက်ကသုံးသပ်ပြီးဆုံးဖြတ်ချက်ချရမယ့်အခြေအနေမျိုးလည်းဖြစ်ပါတယ်။ မြို့သားညီညွတ်ရေးအစိုးရအနေနဲ့မိုးကုတ်မိုးမိတ်ကိုခုခံကာကွယ်ဖို့အတွက်စည်ရင်းမဟာမိတ်ဖွဲ့မှုအကူတက်အင်အားအစင်းသင့်ပြင်ဆင်ထားနိုင်ကြီးဒီဒေသမှာမိမိတို့တပ်တွေသာထီထီခုခံတိုက်ခိုက်ရတဲ့အခြေအနေမျိုးမရောက်အောင်အနေထားဖန်တီးနိုင်ခြင်းရှိမရှိစတဲ့ရှုထောင့်အချက်အလက်ဖြစ်နိုင်ခြေတွေအလုံးတွက်ချက်ပြီးအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ရက်ကိုအမြန်ဆုံးချမှတ်ရမယ့်အနေထားမှာရောက်ရှိနေတဲ့သဘောလေးဖြစ်ပါတယ်ခင်ဗျာ